မင်္ဂလာပါခင်ဗျရှန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပြပါမယ်ကချင်ပြည်နယ်ကဆိုင်းတောင်လက်ကီမန်ဟိုတယ်တိုက်ပွဲကနေချော်ပြေးလွတ်မြောက်နေတဲ့အချမ်းပါဇော်မင်းထွန်းရဲ့တူတော်ဆက်သူခမရတတကိုတရင်မှုဒူပုံမှုကြီးတပ်ပိုင်ထွန်းဆိုတဲ့သူကိုဥလူချောင်းအနီးမှာ KIPDF ပူပေါင်းတပ်တွေကပြစ်ခတ်ဖမ်းဆီးတဲ့အချိန်ပွဲချင်းပြီးကိုတေသွားပြီးသူ့ရဲ့မပါလောင်းကိုပါရရှိခဲ့တယ်ဆိုပါတယ်ရန်ကုန်မြို့ကအချမ်းပါစစ်ကောင်စီရဲ့မော်ဘီလေတပ်ထဲကို တော်လန်ရေးတပ်ဖွဲ့တွေက short တိုက်ဒုံးနဲ့ပြစ်ကတ်မှုအတွေ့စေကောင်စီဘက်ကရာရှိ2ဦးအပါအဝင်စစ်သား6ဦးကတော့အတိအသေးသေကုန်ကြတဲ့အပြင် KAW အမောင့်တင်လေရင်ကိုတော်လဲထိခိုက်ပျက်စီးသွားတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းတဲ့တွင်ကတော့ကချင်ပြည်နယ်ကစိုင်းတောင်လက်ကီမန်ဟိုတယ်တိုက်ပွဲကနေထွက်ပြေးလွတ်မြောက်နေတဲ့အကြံဖတ်ဇော်မင်းထွန်းရဲ့တူတော်ဆက်သူ ခမရတတကိုတရင်မှုဒုပုံမှုကြီးတပ်ပိုင်ထွန်းဆိုတဲ့သူကိုဥရုချောင်းအနီးမှာ KIPD ရဲ့ပူပေါင်းတပ်တွေကပြစ်ခတ်ဖမ်းဆီးတဲ့အချိန်ပွေချင်းပြီးကိုတေသွားပြီးသူ့ရဲ့မပါလောင်းကိုပါရရှိခဲ့တယ်လို့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။အော်တိုဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲအဲ့ဒီဆိုင်းတောင်လက်ကီမန်ဟိုတယ်တိုက်ပွဲကနေထွက်ပြေးလွတ်မြောက်နေတဲ့အကျန်းဖတ်ဇော်မင်းထွန်းရဲ့တူတော်ဆက်သူခမရတတကိုတရင်မှုဒုပုံမှုကြီးတပ်ပိုင်ထွန်းဆိုသူနဲ့အဖွဲ့ကို KIAP တဲ့ပူပေါင်းတပ်တွေကလိုက်လံပစ်ခတ်ဖမ်းဆီးခဲ့တယ်ဆိုပါတယ်အဲ့ဒီမှာအကြံဖဇော်မင်းထွန်းရဲ့တူတော်ဆက်သူခမရတစ်တစ်ကိုတရင်မှုဒုဗိုလ်မှုကြီးတပ်ပိုင်းထွန်းဆိုတဲ့သူကိုဥရုချောင်းအနီးမှာပစ်ခတ်ဖမ်းဆီးတဲ့အချိန်ပွဲချင်းပြီးကိုသေသွားပြီသူ့ရဲ့မပါအလောင်းကိုပါရရှိခဲ့တဲ့အတွက်အတီးပြုတ်နိုင်ပြီလို့လဲ KIA သတင်းရှင်းမိကပြောထားပါတယ်အဲ့ဒီအကြံဖဇော်မင်းထွန်းရဲ့တူတော်ဆက်သူခမရတစ်တစ်ကိုတရင်မှုဒုဗိုလ်မှုကြီးတပ်ပိုင်းထွန်းဆိုတဲ့သူဟာကချင်ပြည်နယ်ကတိုင်းတောင်တိုက်ပွဲမှာလဲမပေပဲထွက်ပြေးလွတ်မြောက်သွားပြီး အခု site down lucky man hotel ကို KIP တဲ့ပူပေါင်းတက်တွေကတိမ့်ပတ်တဲ့အချိန်မှာလဲထပ်ပြီးထွက်ပြေးလွတ်မြောက်သွားပြီမဲ့ဒေါ်လာရေးတက်တွေရဲ့လိုက်လံရှင်းနေမှုအတွင်းမှာပဲဒီတစ်ခါတော့မလွတ်မြောက်တော့ပဲပွဲချင်းပြီးကိုသေသွားပြီမပါအလောင်းမှာရထားတယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်အဲဒီအကျန်းဖက်ဇော်မင်းထွန်းရဲ့တူတော်ဆက်သူခမရတတကိုတရင်မှုဒုပုံမှုကြီးတပ်ပိုင်ထွန်းဆိုသူရဲ့မပါအလောင်းပုံအပြည့်စုံကိုတော့ရန်ကုန်ခစ်တဲ့ Telegram မှာဘွားရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျ ဖက်မှာလေရန်ကုန်မြို့ကအကြပ်ဖက်စစ်ကောင်စီရဲ့မော့ဘီလေတက်ထဲကိုတော်လန်ရေးတပ်ဖွဲ့ကရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှုအတွင်စေကောင်စီဘက်ကအရာရှိ2ဦးအပါအဝင်စစ်သား6ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင် KAW အမောင်းတင်လေရင်ဂိုဒေါင်လဲထိခိုက်ပျက်စီးသွားတယ်လို့ SRDF အထူးစစ်စင်ရေးစစ်ကြောင်းရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်အော်တိုဘလ9ရက်နေ့ဖြစ်တဲ့မနေ့ကည9နာရီလောက်မှာပဲရန်ကုန်မြို့ကအကြပ်ဖက်စစ်ကောင်စီရဲ့မော့ဘီလေတက်ထဲကို ရွှေဘုခရိုင်အမှတ်55တရင်ဘိုးကောင်ရိုးအဖွဲ့နဲ့ SRDF အထူးစစ်စင်ရေးစစ်ကြောင်းတို့ကနေတော်လန်ရေးအဖွဲ့တွေရဲ့ပူးပေါင်းပါဝင်မှုနဲ့အတူ short tight ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်မော်ဘီလေးတထဲကရရှိနှစ်ဦးအပါဝင်စစ်သား6ဦးကတော့အသီးသီးသေကုန်ကြပြီဆိုတာကိုအတည်ပြုလို့ရခဲ့ပြီ KAW အမောင်းတင်လေရင်ဂိုတောင်မှာပျက်စီးသွားတဲ့အကြောင်းကိုတိထားရတယ်လို့ SRDF အထူးစစ်စင်ရေးစစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ တစ်ဖက်မှာတော့ MNDAA ဒိမ့်ပိုက်ထားတဲ့လရှုမျိုးကိုအကြံဖက်စကောင်းစီတက်ကလေကြောင်းတက်ခိုက်မှုတွေလှုပ်ဖို့အတွက်စကောင်းစီကိုတည်င်းပေးနေသူအယောက်20ကျော်ကို MNDAA ကဖမ်းဆီးရမိထားပြီမဲ့တေတန်းချမှတ်မှုမလုပ်ဘဲထိမ့်သိမ်းထားတယ်လို့ MNDAA ဘက်ကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်လက်ရှိ MNDAA ဒိမ့်ပိုက်ထားတဲ့လရှုမျိုးပေါ်မှာနေပြီးအကြံဖက်စကောင်းစီကိုလေကြောင်းတက်ခိုက်မှုတွေလှုပ်ဖို့တည်င်းပေးနေတဲ့သူတွေကို MNDAA တပ်ဖွဲ့ကပေါ်ထုတ်ဖမ်းဆီးနေရမှာ လက်ရှိမှာတော့စစ်တပ်သတင်းပေးအယောက်20ကျော်ကိုဖမ်းဆီးရမိထားပြီးဆိုပါတယ်။အဲ့ဒီသူတွေရဲ့သတင်းပေးမှုကြောင့်အကြံဖက်စကောင်စီတပ်ကလာရှုမျိုးကိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ရမှာအရသာပြည်သူတွေဆုံးမှုတွေလည်းရှိထားပြီးဒဏ်ရာရတဲ့သူတွေလည်းအမြောက်များရှိထားတဲ့အပြင်နေအိမ်အဆောက်အုံတွေလည်းတော်တော်ကိုပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ MNDAA ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။လက်ရှိမှာတော့အဲ့လိုဖမ်းဆီးရမိထားတဲ့စစ်တပ်သတင်းပေးအယောက်20ကျော်ကို MNDAA ဘက်ကတည်တံပေးတာမျိုးမလုပ်သေးပဲ။ ထိမ့်သိမ်းထားတယ်လို့ MNDAA ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။တစ်ဖက်မှာတော့ MNDAA သိမ့်ပိုက်ထားတဲ့သိန်းညီမြို့နယ်ကိုအကြံဖက်စကောင်စီတပ်ကဒီကနေ့အော်တိုဘားလ10ရက်နေ့မနက်အစောပိုင်းမှာပဲလင်းနဲ့လာပြီးဘုံကျဲမှုကြောင့်မန်ချက်ဂျေးရွာကရတပ်ပြည်သူ9ဦးဒဏ်ရာရထားတဲ့အပြင်အစောအုံနဲ့ကားတွေပါပျက်စီးထားတယ်လို့ MNDAA ကထုတ်ပြန်ပြောဆိုထားပါသေးတယ်ခင်ဗျ။ဒီတခါဘကိုးတိုင်းဘက်မှာတော့ တောင်ကူအမြန်လမ်းမှာကြီးနဲ့ ARD တိုင်းကကြုံပြုံမြို့နယ်ဘက်တွေမှာ Champions League စီရဲ့ရဲတပ်ဖွဲ့တွေကအကြောင်းမျိုးမျိုးပြပြီးပြည်သူတွေစီကနေလိုင်းကြီးဆက်ကြီးနဲ့မတရားငွေညှစ်ချင်းချောက်တောင်းရန်ဒါတွေလုပ်နေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဘကိုးတိုင်းတောင်ကူမြို့နယ်မှာဆိုရင်ရန်ကုန်မန္တလေးမြန်လမ်းမှာကြီးစီးပင်သာရဲကင်းစခန်းကအ Champions League စီတပ်ဖွဲ့ဝင်ရဲအုပ်အောင်အောင်ဆိုသူနဲ့အဖွဲ့ကလိုင်းစင်မဲ့ကားတွေနွားမောင်ခိုးကားတွေနဲ့ဖြတ်သွားဖြတ်လာကားတွေစီကနေ လိုင်းချင်းနဲ့စက်ကြီးပုံစံကောက်ခံပြီးငွေကြေးတောင်းရန်ဓာတ်တွေလုပ်နေတယ်ဆိုပါတယ်အဲ့ဒီဂိတ်ကနေသူတို့စက်ကြီးယူပြီးပေးဖြတ်လိုက်တဲ့နွားမောင်ခိုးကားတွေမှာတောင်ုံမြို့နယ်မှာရှိတဲ့ခြေရွာတွေကနေအခိုးခံရတဲ့နွားတွေပါဝင်နေပြီးဓာတ်တွေကိုဘယ်သူမှလည်းတားဆီးရေယူမှုတွေမရှိကြဘူးလို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်အလားတူတပတ်က AR တိုင်းကြုံပြောမြို့နယ်မှာရှိတဲ့ရေစခန်းခြေရွာရဲကင်းမှုရဲအုပ်ရဲလွေဦးဆိုတဲ့သူဦးဆောင်တဲ့ ဂျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကလည်းကြွတလင်းအိုင်မမိုးချိုပစ်ဂျေးရွာဘတ်တွေမှာဆိုင်ဝယ်တွေကိုဖမ်းဆီးပြီးအတင်းအကျပ်ငွေကြေးတောင်းခံတာတွေလုပ်နေတဲ့အပြင်စစ်မှုရန်ကိစ္စကိုအကြောင်းပြပြီးပြည်သူတွေစီကနေငွေကြက်သိမ်းတဲ့ချီမတရားချိမ့်ချောက်တောင်းရန်တာတွေလုပ်နေကြတယ်လို့လဲဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျဒီတကရန်ကုန်မြို့မှာတော့အချမ်းဖက်စကောက်စီတက်ကအဲစင်းအကြောင်းပြပြီးဝင်ရောက်စီးနေမှုကြောင့် လူလူတပိတ်လှုပ်ရှားမှုမှာဥဆောင်ပါဝင်သူကိုပိုင်ဖြိုးမင်းဖန်စီထိမ့်သိမ်းခံလိုက်ရတယ်လို့ဆန္ဒရှင်စန့်ကျင်ရေးရန်ကုန်အင်အားစုရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်အော်တိုဘလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲအချမ်းပစကောင်စီတက်ကအဲစဉ်အကြောင်းပြပြီးဝင်ရောက်ရှာဖွေစစ်ဆေးမှုကြောင့်ဆန္ဒရှင်စန့်ကျင်ရေးရန်ကုန်အင်အားစုရဲ့ဥဆောင်သူတို့အုပ်ဖြစ်သူကိုပိုင်ဖြိုးမင်းဟာဖန်စီထိမ့်သိမ်းခံလိုက်ရတယ်ဆိုပါတယ်အဲ့ဒီလိုကိုပိုင်ဖြိုးမင်းကိုစစ်ကောင်စီတက်ကဖန်စီတွားပြီးတဲ့နောက် မိသားစုနဲ့ပါအဆက်အသွယ်ပြတ်တောက်နေတဲ့အတွက်ကိုပိုင်ဖြိုးမင်းရဲ့အသက်အန္တရာယ်ကိုမိသားစုတွေကလုံမစ်စိုးရိမ်နေကြရတယ်လို့လည်းသိရပါတယ်ခင်ဗျာဒီတစ်ခါဆက်ချင်တာကတော့မြန်မာနိုင်ငံကနေစင်ကာပူနိုင်ငံကိုအလဲပတ်နိုင်ငံကူးလက်မှတ် PV နဲ့တွားရောက်လို့သူအများစုလဲရန်ကုန်လေစိတ်ကနေထွက်ခွင့်မရဘဲစစ်ကောင်စီကပိတ်ပင်ထားမှုဟာလောက်ဝက်နှီးပါကြာမြင့်လာပြီလို့ခီးတော်ဝန်ဆောင်မှုအေဂျင်စီတွေနဲ့စင်ကာပူနိုင်ငံကိုတွားဖို့စူးစမ်းနေသူတွေကရန်ကုန်ကစ်တွေကိုပြောပါတယ် စတေမလာနစိယနေ့နောက်ပိုင်းကစပြီးရန်ကုန်လေစိတ်မှာစင်ဘူးနိုင်ငံကိုအလဲပတ်နိုင်ငံကူးလက်မှတ် PV နဲ့တွားရောက်လိုတဲ့သူတွေက185ရာခိုင်နှုန်းလောက်ဟာစာရွက်စာတဲ့အစုံလင်ပြနိုင်တာတော့ထွက်ခွင့်မရပဲပိတ်ပင်ခံထားရတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီလိုပိတ်ပင်ခံထားရတဲ့သူ85ရာခိုင်နှုန်းလောက်ဟာ15ရက်ရက်20လောက်ရှိနေပြီးရန်ကုန်စင်ကာပူတိုက်ရိုက်တွားတာတွေအပိတ်ခံထားရတာဖြစ်တယ်လို့အဲ့ဒီအတွက်တချို့ကတော့ထိုင်းနိုင်ငံဘန်ကောက်ကိုတွားပြီးတော့မှ ဘန်ကောက်ကမှတဆင့်စင်ကာပူကိုသွားရတဲ့ပုံစံမျိုးတွေလည်းလုပ်နေရတယ်လို့စင်ကာပူနိုင်ငံကိုခီးတော်ဝန်ဆောင်မှုပေးနေတဲ့ agency တစ်ခုကရှင်းပြထားပါတယ်။ဒါအပြင်အခုနောက်ပိုင်းရန်ကုန်လေစိတ်မှာအသက်40နှစ်အောက်ရှိတဲ့သူတွေကိုအလဲပတ် PV နိုင်ငံကလက်မှတ်နဲ့ပြည်ပနိုင်ငံတွေထွက်ခွင့်မရဘဲညှင်းပယ်ခံနေရတယ်လို့တစ်ဖက်မှာလည်းစီးပွားရေးကိစ္စဆိုပြီးကမ္ဘာ့ထောက်ခံစာလုပ်ပြီးတော့ပြည်ပထွက်ခွင့်ရဖို့စ조사တဲ့သူတွေကိုလည်းအရင်ကထွက်ခွင့်ရပေမဲ့အခုနောက်ပိုင်းမှာကမ္ဘာ့ထောက်ခံစာအတုတွေများလာလို့ဆိုပြီးတော့ အဲ့ဒီလို company ထောက်ခံစားနဲ့စီးပွားရေးကိစ္စအကြောင်းပြပြီးပြပထွက်ဖို့စ조사တဲ့သူတွေလည်းတားဆီးပိတ်ပင်ခံနေရတယ်လို့စင်ကာပူနိုင်ငံကိုသွားခွင့်ရဖို့၃ချိန်တိုင်တိုင်စ조사ခဲ့တဲ့အမျိုးသားတအုပ်ကပြော့ထပါသေးတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တော့ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ